Manchester United ရဲ့နောက်ကွယ်မှာလေတိတ်တိတ်ဆိတ်ဆိတ်နဲ့ဒါမဲ့တော်တော်လေးအရေးကြီးတဲ့ခံအမှုထူဖြစ်သွားခဲ့တယ်။ဟုတ်တယ်။လူသိမပြောကြပါမိ့။ Clay ရဲ့အနာဂတ်အအကြီးမားဆုံးအပြောင်းအလဲတွေထဲကတစ်ခုဖြစ်လာနိုင်တဲ့ကိစ္စပါ။အင်းမှန်တယ်။ဒီနေ့တော့အသင်းရဲ့အကြီးတန်းကင်းထောက်အကြီးကဲ့တဲ့ Kyle McCallay ကိုခံလိုက်တဲ့ကြောင့်တင်ပြထားတဲ့သတင်းဆောင်ပါကိုအခြေခံပြီးအတွင်းကြကြဆွေးနွေးကြည့်ကြမယ်။ကောင်းပါတယ်။အဲဒီလူတယောက်ကဘယ်သူလဲ။ဘာတွေလုပ်ခဲ့ဘူးလဲ။ပြီးတော့ သူရဲ့ရောက်ရှိလာခြင်းက Old Trafford အတဘလူးအတိပြည့်တက်ရောက်နေလဲဆိုတော့ကိုအတူတူလေးလာကြည့်အောင်ဟုတ်တယ်ဒါကလေယာရုတခုအတွက်လူတယောက်ခန့်လိုက်တာတဲ့အညာကြီးပိုလေးနဲ့ပါတယ်ဟုတ်ကဲ့ဒါကို United ရဲ့ကစားသမားရှာဖွေရေးအတွေ့ခေါ်တခုလုံးကိုအမေကနေလန်ဒီပြန်တီးဆောက်ဖို့စ조사နေရဆိုရဲအပင်းထန်ဆုံးတက်တီတခုအနေနဲ့မြင်လို့ရတယ်ဩသူ့ရဲ့နောက်ကြောင်ရဆိုဝင်ကိုကြည့်လိုက်ရင်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတာရှင်းသွားပါလိမ့်စိတ်ဝင်စားစရာပဲကဲ့ အရင်ဆုံးတော့ဒီခန့်အစုရဲ့အခြေခံဖွဲ့စည်းပုံလေးကိုကြည့်ကြည့်အောင်အသက်39နှစ်အရွယ် Kyle McCauley ကအကြီးတန်းကင်းထောက်အကြီးအကဲဖြစ်လာတယ် Head of Senior Scouting Bob ဟုတ်တယ်သူကကစားသမားခွေယူရေး Director Christopher Vivell ကိုတိုက်ရိုက်တင်ပို့ရမယ်ဟုတ်အဲ့ဒီ Vivell နဲ့ဆက်ဆံမှုကပဲဒီကိစ္စမှာအရေးကြီးဆုံးအချက်ဖြစ်နေတာဟုတ်တယ်ဟုတ်တယ်သူတို့ညောင်ရဲ့အထက်မှာမှာဘောလုံး Director Jason Wilcox ရှိနေမယ်ဆိုတော့ ရှင်းလင်းတဲ့အဆင့်ဆင့်တာဝန်ယူမှုပုံစံပဲနော်အဲ့ဒီဖွဲ့စည်းပုံကိုကြည့်ယုံနေတဲ့သူတို့ဘလောက်စနစ်တကျပြန်တည်ဆောက်နေလဲဆိုတာသိတာတယ်ဟုတ်တယ်အရင်ကလို့အလုံးရိုးပြန်လုပ်နေတာမျိုးမဟုတ်တော့ပဲဘသူကပေါင်လို့တာဝန်ယူရဲဆိုတာရှင်းရှင်းလင်းလင်းဖြစ်သွားတယ်ဒါပေမဲ့ဒီထဲမှာအရေးကြီးဆုံးအချက်ကမခေါ်လိန်နဲ့ Vivel တို့ရဲ့ဆက်ဆက်မှုပဲအဲ့ဒီအချက်ကိုပဲကျွန်တော်မေးမလို့သူတို့နေအောင် Chelsea မှာအတူတူလုပ်ခဲ့ဖို့တယ်ဆိုတာသိချတယ်မှန်တယ်တထောင်းစနစ်ကနေတထောင်းဆောင်တဲ့အထိပေါ့ဒါပေမဲ့ အဲ့ဒီကာလက Chelsea ရဲ့ကစားသမားခေါ်ယူမှုတွေကတော်တော်လေးဝယုံသုံးကားနိုင်ပြီးဝေဖန်မှုတွေလည်းအများကြီးခံခဲ့ရတယ်လေဒီတော့သူတို့ရဲ့အတိတ်ကလက်တွဲမှုက တကယ်ပဲအားသာချက်တခုလို့ယုံကြည်လို့ရပါမလားအဲ့ဒါအရန်ကောင်းတဲ့မေခွန်းပါအပေါ်ယံကြည့်ရင်တော့စိုးရင်စရာလို့ထင်နိုင်တယ်ဒါပေမဲ့အတွင်းကြကြကြည့်ရင်ဒါအားသာချက်တခုဖြစ်နေတုံးပဲဘယ်လိုမျိုးလဲဘာလို့လဲဆိုတော့လေ Chelsea ရဲ့ပြဿနာကအပေါ်ပိုင်းစီမံခန့်ဝဲမှုရမတည်ညီမှုနဲ့ ကစားသမားများကြီးကိုအချိန်တိုအတွင်းစုပြုံဝဲယူခဲ့တဲ့မဟာဗျူဟာကြောင့်ပါမက်ကယ်လီနဲ့ဗီဗယ်တို့ရဲ့အရေးချင်းကြောင့်မဟုတ်ဘူး။အော်။ရေးကြည့်တာကသူတို့နှစ်ယောက်ဟာအဲ့ဒီလိုဖိအားများပြီးရှုပ်ထွေးတဲ့ပတ်ဝန်းကျင်မှာအတူတူလှုပ်လှုပ်ခဲ့ဖို့ရဲ့အတွက်တယောက်ရဲ့အလုတ်လုတ်ပုံတွဲခေါ်ပုံကိုကောင်းကောင်းနားလည်ပြီးသားထင်နေတာပဲ။ဟုတ်ပြီ။ဂျင်မိုက်တက်ကိုရောက်လာတဲ့အခါအစားနဲ့ပြန်ပြီးအထာကြအောင်လုပ်နေစရာမလိုတော့ဘူး။သူတို့ကြားမှာ နားလည်မှုရှိပြီသား။ဒါကအချိန်ကုန်အရင်တတ်တာစေတယ်။ ပြန်လဲဒီဆောင်နေတဲ့ဆိုတဲ့အချက်မှာဒီလူတစ်ခိုင်းမကယ်လီကအဓိကကြပုံရတယ်။သူဘဲကလာပြီးဘာဒီလွတ်ခေလို့ United ကသူကိုဒီလိုရေးတီကြီးခံရတာလဲ။သူ့ရဲ့နာမည်က Grand Potter နဲ့ခွဲလို့မရအောင်တွဲနေတယ်နော်။အတိအကျပါပဲ။သူ့ရဲ့အတ္တမွေဝမ်းကြောင်းက Graham Potter နဲ့အတူ Sweden Club Ostersunds မှာ2012ခုနှစ်ကစခဲ့တာ။ Ostersense ဟုတ်တယ်အဲ့ဒီမှာသုံးသက်သူ analyst အဖြစ်၆နှစ်ကြာလောလောခဲ့တယ် လူတွေတိမသိတဲ့ဒီအသက်ကြုံกว่าပဲသူ့ရဲ့ကစားသမားရှာဖွေရေးအတွေ့အခေါ်ကိုအုံမိချပေးခဲ့တာ။ Ostersans မှာသူတို့လုတ်ပြခဲ့တာကတတော်လေးဒန်ဒယာရီဆန်နေလို့ပြောလို့ရတယ်။ Sudan ရဲ့စတုထတန်လီကနေ European ပဲခစ်တဲ့ Europa League ရှုံးထတဲ့စင်တီအောင်တွားရဲဆိုတာက Football Manager game ထဲမှာတော့လုတ်ဖို့မလွယ်တဲ့ကိစ္စဗျ။ဟုတ်တယ်။အဲ့ဒါပဲတကယ်လက်တွေ့မှာဒါကိုလုံနိုင်ခဲ့တဲ့အတွေ့အကြုံကသူ့အတွက်တန်ဖိုးဖြတ်မရတဲ့အခြေခံပဲ။ဟွန်းစဉ်းစားကြည့်လေ။ စတူချတန်ကလပ်တို့မှာဘတ်ဂျက်ဆိုတာမရှိသလောက်ပဲနာမည်ကြီးကစားသမားဝယ်ဖို့ဆိုတာအိမ်မတော်မလို့မရဘူးမှန်တယ်အဲ့ဒီတော့ဘာလို့ရမလဲလူမတိသေးတဲ့တန်ဖိုးနဲ့ပြီးအရေးသွေးမြင့်တဲ့ကစားသမားတွေကို ရှာရတော့မယ် data တွေကိုအသေးစိတ်လေ့လာရမယ်ကစားသမားတယောက်ရဲ့စိတ်တက်ပိုင်းဆိုင်ရာ နီးစနစ်ပိုင်းဆိုင်ရာအလားအလာတွေကိုနည်းနည်းရှင်းရှင်းခွဲခြမ်းစစ်ဖြားရမယ်ဟုတ်ကဲ့ဒီအတွေ့အကြုံကသူ့ကို ပိုက်ဆံဘယ်လိုသုံးမလဲဆိုတာထက်ပိုက်ဆံမရှိရင်အရေးသွေးကိုဘယ်လိုရှာမလဲဆိုတဲ့အတက်ပညာကိုတက်ကျွမ်းသွားစေခဲ့တဲ့ အဲ့ဒီနောက်ပေါ်တန်နောက်ကိုလိုက်ပြီးစွမ်းစီကိုရောက်တဲ့ပြီးတော့2019မှာ Brighton ကိုကစားသမားရှာဖွေခေါင်းဆောင်အဖြစ်ရောက်လာတယ်။ဒီနေရာမှာပဲသူ့ရဲ့နာမည်ကထုံးထိုးကျော်ကြလာတာပဲ။ Brighton ကသူ့ရဲ့ masterpiece လို့ပြောလို့ရတယ်။သူ့ရဲ့ကစားသမားရှာဖွေရေး model ကဥရောပဘောလုံးလောကမှာစံနမူနာတစ်ခုဖြစ်ခဲ့တယ်။ဟုတ်ပါတယ်။ Macaulay ကအဲ့ model ရဲ့အဓိကဘေးသစ်တာတွေထဲကတယောက်ပဲ။သူ့ရဲ့ Brighton ရဲ့ခေါ်ယူမှုတွေကိုကြည့်လိုက်ရင်တကယ်ကို unorthodox ပဲ။ လီယန်ဒရိုထရော့ဆာတ်မော်ဆစ်ကိုင်ဆီရိုကာရူမီထိုမာမတ်ကူကူရဲလာလိုကစားသမားတွေအညာကြီးပဲနော်ပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ခဲ့တဲ့ဒန်နီဝဲလ်ဘက်တောင်အခုထိအသင်းတို့ရေးပါနေတော့ဒီနာမည်တွေကသူ့ဘလို့ဆေးရွက်ကိုထိုးဖောက်နိုင်လဲဆိုတာပြားနေတယ်ခိုင်ဆီရိုကိုအက်ကွာဒိုကနေပေါင်40တန်လောက်နဲ့ခေါ်ပြီးချက်စီကိုပေါင်တန်း15နဲ့ပြန်ရောင်းတယ်မယုံနိုင်စရာပဲကူကူရဲလာကိုပေါင်15တန်နဲ့ခေါ်ပြီးပေါင်60တန်နဲ့ပြန်ရောင်းတယ်ဒါက ကစားသမားကောင်းလေရှာနိုင်ယုံတင်မကဘူးကလပ်အချတ်အလွတ်ညက်အစွန်ရအောင်လုပ်ပေးနိုင်တဲ့စွမ်းရည်ပဲอืมဟုတ်ကြီးစွာကောင်းတာကမီတိုမန့်ကိုဂျပန်တက္ကသိုလ်လေးကနေပေါင်2.5တန်နဲ့ခေါ်ခဲ့တာဟုတ်တယ်အဲ့ဒါ draw and off ကိုကောင်းတယ်လူသိမသွားတဲ့ဈေးဝတ်တဲ့ကနေပရီးမီးယားလိဂ်မှာချက်ချင်းခြေစွမ်းပြနိုင်မဲ့ကစားသမားတွေကိုရှာဖွေနိုင်ခဲ့တာကသူ့ရဲ့ထူးခြားတဲ့အရေးချင်းပဲဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုရှိလာတယ် Brighton ရဲ့ model ကကစားသမားတွေကိုဈေးပေါပေါနဲ့ဝယ်ခြေစွမ်းပြလာရင်ချက်ချင်းဈေးကြီးနဲ့ပြန်ရောင်းထုတ်တယ်ပုံစံတော့ဟုတ်တယ် Silent Club model ပေါ့ဒါကပန္တာအီးရရအရင်ကောင်းတယ်ဒါပေမဲ့ United လို့ Champions ကိုမျောမှန်းနေတဲ့အတင်းကအကောင်းဆုံးကစားသမားတွေကိုပြန်ရောင်းထုတ်နေလို့အဆင်ပြေပါမလားသူတို့က Selling Club တခုဖြစ်ချင်မှမဟုတ်ဘူးလေအဲ့ဒါအရန်ထက်မြက်တဲ့အချက်ပဲဒီအတွေးခေါ်ကို United မှာတပုံစံတည်းခုချလို့တော့မရဘူး ဟုတ်ဒါပေမဲ့အဓိကယူရမှာကသူ့ရဲ့နီးစနစ်ပါ Brighter မှာသူလှုပ်ခဲ့တာက club ရဲ့ပိုင်ဆိုင်မှု SSD ကိုတိဆောက်ခဲ့တာอืม United မှာကျတော့အဲ့ဒီလိုတိဆောက်ဟရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းထုတ်ဖို့မဟုတ်ပဲအတင်းရဲ့အဓိကကစားသမားတွေအဖြစ်ဆက်ထိသိမ်းထားဖို့ဖြစ်လာမှာပေါ့အော်ဆိုလိုတာကဆိုလိုတာကခိုင်ဆိုင်လိုလိုကစားသမားတယောက်ကိုရှာဖွေပြီးတာ ਨੇ သူ့ကိုရောင်းထုတ်မဲ့အစား သူ့ကိုအခြေပြုပြီးအတင်းကိုတိဆောက်သွားရမှာအဓိကကတော့ဈေးကွက်ထဲမှာအသင့်ထိနေတဲ့ကစားသမားကိုဈေးကြီးပေးဝယ်တာခက်ကဘာစင်မီထစ်လာနိုင်မဲ့ကစားသမားကိုကိုယ်တိုင်ရှာဖွေဖန်တီးမဲ့ value creation ပုံစံကိုကျင့်သုံးမှုပဲသူရတဲ့မွေးဝမ်းကြောင်းက brighton ပြီးတော့ chelsea ကိုရောက်တယ် ပြီးခဲ့တဲ့နှစ်ဇန်နဝါရီမှာဝက်ဆမ်ကိုခဏရောက်သွားတယ်ဟုတ်တယ်ဒါပေမဲ့သိမကြလိုက်ဘူးဟုတ်တယ်အော်တိုဘာမှာပဲအသင်ကနေထွက်လိုက်တယ်အဲ့ဒီအချိန်မှာပဲ United ကဝင်ခေါ်လိုက်တာဆိုတော့တော်တော်လေးအချင်းကြိုက်ပဲဟုတ်တယ်စောင်းမထဲမှာဖော်ပြထားတာက United ဟာ Diadu အတွက်ဇူလိုင်လကတည်းကလူရှာနေခဲ့တာ Banchor လီလိုတခြားကိုယ်စားလှယ်လောင်းတွေလည်းရှိခဲ့တယ်ဟွန်းဒါပေမဲ့မိခလီအလောကွားသွားတယ်နဲ့ချက်ကြီးမဲ့သူ့ကိုဦးစားပေးဖြစ်ရွေးချယ်ပြီးအမြန်ဆုံးလှူရှားခဲ့တယ်။ဆိုတော့ဒါကဂျပန်မဟုတ်ဘူးပေါ့။ဂျပန်ခိုင်မှုအလုံးဝမဟုတ်ဘူး။ ူဟာသူတို့ရဲ့ထိတ်ကန်းပင်မဲ့ဖြစ်ပြီးအခွင့်အရေးရတာနဲ့ချက်ချင်းအာယူခဲ့တာဆိုတာအယံရှင်းပါတယ်။နောက်တစ်ချက်က Chelsea ရော West Ham မှာသူ့ကိုလက်မလွတ်ချင်ခဲ့ဘူးလို့ဆိုတယ်။ဒါကသူ့ရဲ့ချမ်းကိုပြိုင်မဲ့ကလပ်တွေကပါအတိအမပြူချားတယ်ဆိုတဲ့တိတ်တိတ်ပဲ။ကောင်းပြီ။သူ့ရဲ့အတိတ်ကအောင်ငင်မှုတွေကတော့အမခံပါပဲ။ဒါပေမဲ့ပရိသတ်တွေအဓိကသိချင်တာကအခု United အတွက်ဘာထစ်လာမလဲဆိုတာပဲ။ဒီခံအားမှုကြောင့် United ရဲ့ကစားသမားရှာဝေးပြင်မဲ့ဒီဘလို့ပြောင်းတော့နိုင်မလဲ။ မှာအရင်ကလို Netherlands လေးကိုပဲအဓိကထားမဲ့အစားအခု America တောင်မဟုတ် Japan လိုဈေးကွက်တွေကိုပို့ပြီးအာယုံဆိုင်လာတာမျိုးတွေ့ရနိုင်မလားဒါကအရင်ကောင်းနေမေကုန်းမှာကျင်းသေးပေါ့ဈေးကွက်ချဲကုန်လာပါလိမ့်မယ်ဟုတ်လားအလင်းနစ်ဒီက United ခေါ်ယူမှုကဟာမန်နေဂျာ Eric Ten Hag ရဲ့တက်တုံတတဆုံးဖြစ်တဲ့ Netherlands League Eredivisie အပေါ်မှာအများကြီးမိခိုးခဲ့တယ်။ဟုတ်တယ် Anthony တို့ Martinez တို့လိုပေါ့ အဲ့ဒါပဲအခု Vivon နဲ့ McCarley Neon လုံးဟာ Red Bull ကွန်ရက်နဲ့ Chelsea လိုကမ္ဘာလုံးဆိုင်ရာကင်းထောက် system တွေနဲ့အလုံးလုံးဖူးတဲ့အကျက်သူတို့ရဲ့ကွန်ရက်ကပိုကျက်ပြန့်တယ်။ဒါဆိုတောင်အမေရိကအာရှအရှေ့ဥရောပလိုနေရာတွေကနေကစားသမားတွေရောက်လာဖို့အခွင့်အလမ်းပိုများလာပါပြီ။ကစားသမား profile ရောဘယ်လိုပြောင်းသွားမလဲ။အရင်ကလိုနာမည်ကြီးပြီးသားသက်28 29လောက်ရှိတဲ့ကစားသမားတွေကိုဈေးကြီးပေးခေါ်တာမျိုးထက်ကွဲပြားတဲ့ပုံစံမျိုးကိုမြင်ရနိုင်မလား။ တခြားပါပါပဲ United အနေနဲ့အသက်23နှစ်အောင်ဈေးကွက်တန်ဖိုးပြန်တက်နိုင်တဲ့နီးစနစ်ပိုင်းဆိုင်ရာမှာပုံသွေးလို့ရသေးတဲ့ကစားသမား profile မျိုးကိုအဓိကထားလာနိုင်ပါပြီ။ဒါဆို Casemiro လိုမျိုးအန်ခုနဲ့ဆယ်နဲ့ခေါ်ယူရာမျိုးကိုထပ်မြင်ရောက်ဖို့မလွဲတော့ဘူး။ အဲ့ဒီအစားအသက်27နှစ်ရွယ်ကွင်းလယ်ကစားသမားတယောက်ကိုပေါင်တန်း40နဲ့ခေါ်ယူပြီးကပားစင်းမီကစားသမားဖြစ်လာအောင်ပြိုးထောင်မဲ့လမ်းကြောက်ကိုပိုရွေးချစ်လာပါလိမ့်မယ်။ဒါလဘနာအေးရလည်းရေရှင်မပိုကျူးရှိသလိုအသင်းရဲ့လစာဖွဲ့စည်းပုံကိုလည်းပိုပြီးထင်ချွနိုင်ရှိပါလေ။ဒါဆိုရင်ဒီခအမှုကလူတယောက်ကိုနေရာချထားတာထက် United ရဲ့ခေါ်ယူရေးဟာနာမည်ကြီးကစားသမားဝယ်ယူရေး Galactico Model ကနေ တံပိုးကိုဖန်တီးတိဆောက်ရေး value creation model ကိုပြောင်းလဲဖို့ကြိုးစားနေတဲ့အပြင့်ထန်ဆုံးတဲ့တဲ့ပဲလို့ပြောလို့ရမလားအဲ့ဒီစကလုံးကအတိအကျပဲသူတို့ဟာအောင်မီပြည်သားကစားသမားကိုဈေးကြီးပဲဝယ်တာထက်နောက်ထပ်ခိုက်ဆက်ကိုတယောက်ကိုကိုယ်တိုင်ဖန်တီးပြီးဖလက်ရဲ့ပိုင်ဆိုင်မှုအဖြစ်တိဆောက်ချင်နေတာဟုတ်ကဲ့ကေဒီအတွေးခေါ်ကမန်နေဂျာတွေအပြောင်းလဲဖြစ်သွားရင်တော့ကလပ်မှာတီတက်နေမယ်ရေရှည်မဟာဗျူဟာတစ်ခုဖြစ်လာမှာပါ မန်နေဂျာကလိုချင်တဲ့ကစားသမားကိုကလပ်ကအကန့်အသတ်မရှိဝေပေးတာမျိုးမဟုတ်တော့ပဲကလပ်ရဲ့မဟာဗျူဟာနဲ့ kait နေတဲ့ကစားသမားတွေကိုမခေါ်လေးတို့အဖွဲ့ကရှာဖွေပေးပြီးမန်နေဂျာကအဲ့ဒီတဲကနေရွေးချယ်အသုံးပြုရမယ်ပုံစံမျိုးကိုပုံမြင်လာရနိုင်ပါတယ်ကဲဒါဆိုရင်တော့ဒီအချက်လက်တွေကိုခြုံငုံပြီးသုံးသပ်ကြည့်အောင် Manchester United မှာအခုဆိုရင် Brighton လို့ကလပ်မှာ Hidden Gems တွေကိုရှာဖွေပြီးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ဟုတ်တယ် လက်ရှိခေါ်ယူရေးဒါရိုက်တာဘေဗယ်နဲ့အတွေ့အညီပြီးသားဖြစ်တဲ့ပြီးတော့ဘတ်ဂျက်နည်းနည်းနဲ့အလိုလိုရတဲ့အတွေ့အကြုံကနေစတင်ခဲ့တဲ့ကင်းတော့အကြီးကြီးရောက်လာပြီဟုတ်ပါတယ်ဒါက United ရဲ့ကစားသမားရှာဖွေရေးဟာအရင်ကလိုတုံးပြန်ဆောင်ရွက်တဲ့ reactive ပုံစံကနေကြိုတင်ပြင်ဆင်တဲ့ proactive data အခြေပြုပြီးစနစ်ကျတဲ့မဟာဗျူဟာတစ်ခုစီကိုအမှန်တကယ်ဥတည်နေပြီဆိုရဲ့လက္ခဏာပဲတပည့်ပရိသတ်တွေအတွက်တော့ မျောလင်းချက်တွေအများကြီးမြင့်တက်လာစေတဲ့ခံတက်မှုတစ်ခုပေါ့ဒါပေါ့ဒါပေမဲ့အရာအလုံးကမျောလင်းထားတလို့ချုံးမွေပါမလားဆိုတာတော့စောင့်ကြည့်ရမှာပဲဒါပေါ့ဒီအချက်လက်တွေနဲ့ဆက်လက်ပြီးစဉ်းစားစရာမေးခွန်းတစ်ခုထွက်ပေါ်လာပါပဲဟုတ်ကဲ့မကာလီရဲ့အကြီးမားဆုံးအောင်မြင်မှုတွေက Austersons နဲ့ Brighton လို့မျောမှန်းချက်နဲ့ဖီးအားနှဲပါပြီးတန်ဖိုးနှဲပြီးအရေးတွင်းမြင့်တဲ့ကစားသမားတွေကိုအေးအေးဆေးဆေးရှာခွေခွင့်ရတဲ့ကလပ်တွေမှာရခဲ့တာပါ ဒီလို money ball ချင်းကမှုမျိုးကဖီယာဘတ်ဂျင်နဲ့မျော်မှန်းချက်ဒီအစမတန်ကြီးမားတဲ့နိုင်ပွဲတပွဲရှုံးတာနဲ့ကဘာဖြစ်တလို့ဖြစ်သွားတဲ့ Manchester United လို့ကလပ်မျိုးမှာရောအလို့ဖြစ်နိုင်ပါမလားဒါစိတ်ဝင်စားစရာမေးခွန်းပဲနောက်ထပ်မီတိုမာတီယောကိုရှာဖွေပြိုးထောင်တာနဲ့ Old Trafford ရဲ့ number 7 John number ကိုချစ်ချင်းဝှစ်စင်ပြီးအသင်းကိုဥဆောင်နိုင်မဲ့ကဘာအဆက်အမီကစားသမားတယောက်ကိုရှာဖွေတာဟာ တူနီတဲ့စင်ခေါ်မှုမျိုးဖြစ်နိုင်ပါမလားဆိုတာကတော့ဆက်လက်တွေးတတ်စီရပါပဲ